အားလုံးပဲမင်္ဂလာပါရှင်ကြယ်ကလေးမြတ်ပက္ကချင်ကဏ္ဍမှာကြိုဆိုလိုက်ပါရစေကျမကတော့ဒီချေနာဖြစ်ပါတယ်ကျမကဒီကနေ့အဲကလေးတွေမှာဖြစ်လေဖြစ်တာရှိရဲ learning difficulty တွေနဲ့ပတ်သက်ပြီးတော့ပြပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျမကတော့ဒီ learning difficulty တွေအများကြီးရှိရတဲ့အမှာပေါ့နော်ဆိုတော့ reading difficulty လေးအကြောင်းကိုပြမဖြစ်တဲ့အတွက်အဲကျွန်တော်ဒီနေ့ learning difficulty လေး part 1အကြောင်းကိုပြပြပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးပြပြပေးချင်တာကကျမတို့ learning difficulty ဆိုတာကဘာလဲပေါ့ဆိုတော့ learning difficulty ဆိုတာက learning area တွေဖြစ်တဲ့ ယ်ကျွန်တော်တို့ reading writing uh, spelling ပေါ့နော်သက်သဖြင့်အရေးအဖတ်အပြောစတဲ့ဒီလိုမျိုးခန္ဓာတွေမှာဆိုလို့ရှိရင်တနည်းအားဖြင့်မှာခက်လေးဟာတည်ယူဖို့ခက်ခဲနေတာမျိုးကိုဆိုလိုတာမျိုးဖြစ်ပါတယ်နောက်တစ်ခါဒီလိုမျိုး learning difficulty ရှိတဲ့ကလေးတွေအားဆိုလို့ရှိရင်ဒီလိုသင်ကြားသင်ဖို့မှာခက်ခဲနေတာဆိုပေမဲ့အဲကလေးဟာသူ့ရဲ့ဒီ intelligent တွေ motivation တွေမှာ ਨੇ ပတ်သက်ပြီးတော့ impact တွေဖြစ်ပြီးတော့တခြားကလေးတွေထက်နောက်ကျနေတာမျိုးတော့ မဟုတ်ပါဘူးဆိုတော့ဒီလိုမျိုးတချို့ကလေးတွေမှာ learning difficulty ဘာကြောင့်ဖြစ်တာလဲဆိုတာ ਨੇ ပတ်သက်ပြီးကျွန်မအရင်ဆုံးပြောပြပေးပါမယ်ဆိုတော့ learning difficulty ဖြစ်ရတဲ့အကြောင်းရင်းတွေကပထမဆုံးတစ်ချက်ကကြတော့ဒီခလေးကိုမွေးဖွားတဲ့အချိန်မှာအောက်ဆီဂျင်လုံလောက်လောက်မရခဲ့တာမျိုးကြောင့်လည်းဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကကြတော့ အာကလေးဟာသူ့မှာရှိနေတဲ့ trauma ဒီခေါင်းထဲအထိရောက်လာပြီးတော့အဲ့ trauma ရဲ့ impact ကြောင့်မို့လို့ဒီတညာတွင်မှုလန်းစင်တွေမှာအာဒီလိုမျိုးနှောက်နှေးသွားတာမျိုးခက်ခဲသွားတာမျိုးဖြစ်တာလည်းဖြစ်ပါတယ်ဆိုတော့နံပါတ်3အချက်ကကြတော့ကလေးဟာ မွေးဖွားရမယ့်အချိန်ထက်စောပြီးတော့မွေးဖွားတာပေါ့နော်။ဥမာလမ်းမစိပဲနဲ့မွေးလိုက်တဲ့ကလေးမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုး learning difficulty ဖြစ်တတ်ပါတယ်။နောက်နံပါတ်၄အချက်အနေနဲ့ကကြတော့ဒီကလေးမွေးပြီးတဲ့နောက်မှာဒီကလေးဟာဆိုလို့ရှိရင်အဲပြင်းပြင်းထန်ထန်နင်းမကောင်းဖြစ်တာမျိုးပြင်းပြင်းထန်ထန် accident ဖြစ်တဲ့အရာတွေကြောင့်မို့လို့တ냐တင်မှုလမ်းစဉ်တွေမှာလုတ်တဲ့အခါမှာအခက်အခဲဖြစ်တာမျိုးတွေဖြစ်လာတာမျိုးဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးကျမတို့ရဲ့ကလေးတွေမှာ learning difficulty ရှိနေရဲဆိုတာဟာကိုဘယ်လိုသိနိုင်လဲပေါ့။ အဲ့ဒါဆိုကျွန်တော်တို့အခုပြောမယ့်အချက်ကလေးတွေရှိနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခက်လေးတွေမှာ learning difficulty တွေရှိနေပါပြီဆိုတော့ပထမဆုံးအချက်အနေနဲ့ ကျမတို့ရဲ့ကလေးတွေဟာသူတို့တွေအာ preschool တွေထားကြပြီ nursery တွေထားပြီဆိုတော့အချိန်နဲ့ရောက်တဲ့အခါမှာခြားကလေးတွေနီးတူပေါ့နော်သူတို့ရဲ့ဒီအဖတ်စွမ်းရည်အရေးစွမ်းရည်တွေမှာစပြီးတော့ပြဿနာရှိနေတာကိုကျမတို့စပြီးတွေ့လာတယ်အဲဒုတိယတစ်ချက်အနေနဲ့ကကျွန်တော်တို့သင်္ချာဘာသာရဲ့လိုမျိုးပြဿနာဘာသာရည်တွေမှာဆိုရင်လေကလေးတွေကနန်းတွေကိုမမှတ်နိုင်တာမျိုး ရွက်ချက်မှုတွေမှာတခြားကလေးတွေလောက်မလုံနိုင်တာမျိုး မစင်စားနိုင်တာမျိုးတွေဖြစ်လာနေပြီပေါ့နော်ဆိုတော့နောက်တတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ pure poor memory ပေါ့နော် memory ကလည်းတိတ်ပြီးတော့မမှတ်နိုင်ဘူးမှတ်လိုက်မိသွားလိုက်နောက်တစ်ခါကျတော့သူများတွေဒီဟာလေးကိုခဏလောက်ပဲအချိန်လိုရဲဆိုပေမဲ့ကိုယ့်အတွက်ကဒီကလေးအတွက်ကအရင်အများကြီးပင်ပယ်ပယ်ပယ်နေလုံနေရတာမျိုးဖြစ်နေပြီစသဖြင့်ပေါ့နော်ဒါတခြားကလေးနဲ့သူနဲ့မတူဘူးပေါ့နောက် ကလေးဒီအတန်းရှင်းပေးဖို့လည်းအရင်ခတ်နေတာမျိုးဖြစ်တယ်ပေါ့နော်အတန်းရှင်းပေးဖို့ခတ်နေဆိုတာအဲဒီလက်ရှော့တစ်ခုထားမှုဆရာမတယောက်တင်ကြားနေစဉ်ချိန်တွေမှာသူဒီဘောမှာအယုံဆူဆိုင်ဖို့အတွက်အရင်ခတ်ခဲဖြစ်နေတယ်ဆိုတော့အခြေအနေမျိုးတွေလည်းဖြစ်တယ်နောက်တစ်ချက်ကကြတော့ဒီ rules တွေ directions တွေကိုလိုက်နာဖို့ခတ်ခဲနေတာမျိုးလည်းဖြစ်တယ်နောက် ဘာလုံးလုံးပေါ့နော်အဲ့လိုကလေးတွေကမသိမသက်ဖြစ်တယ်နောက်ကနေတယောက်ကလိုက်လုံနေရတာမျိုးဒီရှိနေတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြတော့တခြားသူတွေနဲ့ organizing လုပ်တဲ့အခါမှာလည်းဒီလိုကလေးလေးတွေကဘာဖြစ်လဲဆိုလို့ရှိရင်အခက်အခဲရှိနေတဲ့ဟာကိုတွေ့ရပါတယ် ဆိုတော့ဒါကတော့ဒါကျွန်တော်တို့ခြုံပြီးပြောရမယ်ဆိုတော့ဒါ learning difficulty တွေဖြစ်နေဖြစ်နေတဲ့ကလေးတွေမှာတွေ့ရတဲ့အချက်ကလေးပေါ့နော်ဆိုတော့ကျွန်တော်ခုနကပြောသလို learning difficulty တွေကတော့အများကြီးရှိပါတယ်အဲ့တော့ကျွန်မကဒီကနေ့မှာကတော့အဲဒီ learning difficulty တွေတဲ့မှာဖြစ်လေဖြစ်ထားရှိတဲ့ဖြစ်နေကြပေါ့နော်ကလေးတွေမှာတွေ့ရတာများတဲ့ reading difficulty လေးအကြောင်းကို part 1လေးပေါ့နော်ပထမပိုင်းလေးအနေနဲ့ကျွန်မအရင်ဆုံးပြောပြပေးပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ reading difficulty ဆိုတာဘာလဲ အဲ့ဒါလေးကိုကျွန်မအရင်ဆုံးရှင်းပြပေးပါမယ်ဆိုတော့ reading difficulty ဆိုတာကအဲခလေးရပေါ့နော် အာဒီဖြစ်နေတဲ့ခလေးဟာဆိုလို့ရှိရင်သူ့ရဲ့ပရောအသိတာတဲ့အချက်ကနံပါတ်1ချင်းသူက subject အရင်နှေးတာပေါ့ subject အရင်နှေးရဲ့ခြားခလေးတဲ့ subject နောက်အရင်ကိုနှေးနေတယ်နောက်တစ်ခုကအဲ့ဒီကလေးဒီစာကိုအတန်ထွက်ပြီးပဲဖတ်ဖတ်စိတ်ထဲရပဲဖတ်ဖတ်ပေါ့နော် သူသိပြီးတော့နားလည်းမနေရမျိုးဖြစ်နေတယ်နောက်တစ်ခါကျတော့စာဖတ်နေလို့ရှိရင်လည်းစာလုံးတွေကိုကြော်ွားတာခြံွားတာပေါ့အဓိကကတော့သူမဖတ်တတ်လို့ပေါ့ အတံမထွက်တာတွေမတိလာတွေဖြစ်ပြီးတော့အဲ့လိုဖြစ်ပြီးတဲ့အခါခြံထားခဲ့တယ်။နောက်စကားလုံးတွေကိုပြောင်းပြန်ဖတ်တာမျိုးတွေအရင်ထူးဆန်းဆန်းပေါ့နော်လူတွေမှာပုံမှန်လူတွေမှာမလုပ်တဲ့ဟာမျိုးပေါ့နော်စကားလုံးတွေမှာပြောင်းပြန်ဖတ်တယ်။နောက်တချို့စကားလုံးတွေဆိုမသိ vocabulary တွေဆိုသူတို့လုံးဝနားမလည်ဘူးဒီစကားလုံးရဲ့သုံးနှုန်းကိုလည်းမသိနေတဲ့အခါကျတော့ကလေးကဒါကိုဖတ်တာဖတ်နေတယ် သဘောမပေါက်ပါဘူးပေါ့နော်ဆိုတော့ဒီ reading difficulty ဖြစ်တဲ့ကလေးတွေကစာကိုဖတ်တာဖတ်တယ်စာဖတ်နှုန်းကလည်းနှေးတယ်ဖတ်ပြီးတဲ့စာတွေကိုလည်းနားမလဲဘူးသူတို့ကလည်းလည်းမသိဘူးပေါ့နော်ဆိုတော့အားနည်းချက်ကြီးတစ်ခုလိုဖြစ်လာတယ်ပေါ့တကယ်တမ်းကျတော့အဲ့ဒီအခါမှာကျတော့ဒီလိုမျိုး RD ပေါ့ reading difficulty ဘာကြောင့်ဖြစ်ရလဲဆိုတော့အကြောင်းကိုကျွန်တော်တို့ရှာကြည့်တဲ့အခါမှာဟိုတိကျသေးကြတဲ့ definite ဖြစ်တယ်ဆိုတော့အချက်အတိအကျကြီးတော့ကျွန်တော်တို့ရှာလို့တော့မတွေ့ဘူးဆိုမှအကျန်းအဖြစ်တော့ကျွန်တော်တို့ research တွေအရမှာကတော့ဒီ reading difficulty ဖြစ်တာဒီရဲ့ genetic ကြောင့်လည်းဖြစ်နိုင်တယ်လို့တော့တွေးရပါတယ်။ဆိုတော့ဒါပေမဲ့နောက်တစ်ချက်အနေနဲ့ကျတော့လေဒီ reading difficulty ကတချို့ကလေးတွေကကျတော့ဘာသာတိုင်းဖြစ်တာမျိုးမဟုတ်ဘူး။ For example မြန်မာစာမှာ reading difficulty ဖြစ်တာ၊ English စာမှာဖြစ်တာလားဒီလိုမျိုးပေါ့နော်။ဟိုဘာသာရဲ့အလိုက် ဖြစ်နေတာမျိုးဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့အထီးတွေ့နေလို့ဒီလိုမျိုး ဖြစ်တယ်လို့ယူဆလို့ရတဲ့အခါမှာကလေးကိုဒီ RD ပေါ့နော် reading difficulty အနေပြီးတော့ကြော်လွှားနိုင်ဖို့ဆိုလို့ရှိရင်ဘယ်လိုပဲလို့ရတဲ့ အခြေအနေလေးနီးလန်းလေးတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လေးကိုလည်းကျွန်မဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကဒီအဲ့လိုမျိုးကိုကလေးတယောက်က ID ဖြစ်နေပြီဆိုလို့ရှိရင်ဩသူ့ရဲ့ဒီပေါ့နော်အာပညာရေးမှာအဲဘယ်လိုမျိုးတာယာမှုတွေရှိလဲဆိုတော့အများကြီးတာယာမှုရှိတယ်ကျမတို့ကအဲ့တော့ reading difficulty ဖြစ်နေတဲ့ကလေးဟာဆိုလို့ရှိရင်ဥပမာဟိုအတန်းထဲမှာတခြားကလေးတွေနဲ့ရှင်ပြီးတော့ကိုစာဖတ်နေတဲ့အခြေမျိုးဖြစ်စေကိုတယောက်တည်းစထပြီးတော့ဖတ်ပြရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်သူ့ရဲ့ခုနကကျွန်မပြောစာဖတ်နှုန်းအရင်နှေးနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ကိုကိုကိုအမလို့အမရဖြစ်မယ်သူများရှိမှဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ထဲမှာပုံမှန်ကြောင်းကြောင်းမှုတွေပေါ့နော် anxiety တွေဖြစ်မယ်အဲ့လိုဖြစ်ပြီးတဲ့အခါမှာသူ့ကိုယ်သူအသုံးမချဘူးလို့ထင်လာတဲ့ so depression တွေဖြစ်လာမယ် နောက်တစ်ခါကျတော့အဲ့တော့ဟိုကိုကိုကိုပေါ့နော်ဟိုယုံကြည်မှုအားတွေနည်းလာတာပေါ့အဲ့တော့ self confidence တွေရော့ကြလာမယ်နောက်တစ်ခါဒီလိုမျိုးအမြင်တမ်းဖြစ်နေတာဖြစ်တဲ့အတွက်ကလေးအနေနဲ့ကြောင်းမှမပြောတော့ဘူးအဲ့တော့ကြောင်းမတက်ချင်တော့ဘူးအဲ့တော့ပညာရေးမှာပေါ့နော်ဟို ကိုကိုကိုထင်လာတာပေါ့ငါအသိပ်ပြီးသုံးမကြပါဘူးဆိုတဲ့အထီးဝင်လာပြီးတဲ့အခါမှာအဲအเจ้าမတက်ချင်တော့ဘူးဘာအထီးညာအထီးပါမိဘကိုပြောလာတာမျိုးဖြစ်ပြီးတော့နောက်ဆုံးအဆိုးဆုံးအခြေအနေဆိုလို့ရှိရင်တို့ကဒီလိုမျိုးအเจ้าမတက်ချင်ဘူးမိဘအเจ้าတင်းတော့ခိုင်းနေဆိုတဲ့ဟာမျိုးမှာလွန်ဆွဲနေနောက်ဆုံးဒီ suicide attempts တွေ suicide case တွေအထီးအဆိုးရွားဆုံးနေအထီးပေါ့နော်အဲကျမတို့ဖြစ်လာတာမျိုးတွေကိုကျမတို့လေ လေလာတွေ့ရှိထားပါတယ်။ဒါကြောင့်မလို့ဒါကျွန်တော်တို့ကဒီအာဒီ RD ပေါ့ internet ဖြင့်ဒီ reading difficulty ရှိလာတယ်ဆိုလို့ရှိရင်လည်းတခြားသော areas of learning တွေပေါ့နော်တနည်းအားဖြင့်ကျွန်မအရှိမပြောခဲ့ရပေါ့နော်ဒီ writing တို့ spelling တို့တွေကိုလည်းတွားပြီးတော့သူကထိခတ်မှုတွားပြီးတော့ impact တွားပြီးတော့ရှိတာ哦။ဆိုတော့ဟိုကိုယ့်ရဲ့ server နှုန်းကနှေးနေတဲ့အတွက်ကြောင့်မလို့ကိုကတခြားသူတွေလောက်ထိတော်တော်လည်းမရှိဘူးပေါ့ခုနပြောသူနှေးနေတာဖြစ်တော့ fluency အားဖြင့်လည်းအားနေတယ်နောက်တစ်ခုက ကလေးဒီကျမခုနအပေါ်မှာပြောခဲ့တယ်လို့ပေါ့နော်ဒီလိုသူကသူအတန်ထွက်ပြီးတော့ပဲဖက်ဖက်အတန်မထွက်ပဲဖက်ဖက်တချို့စကလုံးတွေအတိတ်ပဲတွေလည်းနားမလဲတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ comprehension skill ကလည်းအားနေပြီးတော့ကျမခုနပြောလို့ပေါ့နော်သူဒါတွေကိုပြန်ရေးတော့တာပဲဖြစ်ဖြစ်အဲ့လိုသူ ပြန်ထုတ်နှုတ်ကနေထုတ်ပြောရမှာဖြစ်ဖြစ်မှာချားကလေးတွေလောက်ထိသူဒီတွတ်မနေဘူးပေါ့တနည်းဖြင့်သူတို့ရဲ့ personality ကိုပါလာပြီးတော့ impact ဖြစ်တာမျိုးကိုတွေ့ရတယ်ပေါ့เนาะဒါကြောင့်မလို့ကျမတို့ကဒီ RD ရှိတယ်ဆိုတာမျိုးကိုကျမတို့ကသိနေပြီဆိုလို့ရှိရင်အချိန်ဆွဲမနေဘဲနဲ့ဒီကလေးကိုပေါ့เนาะဒီ RD ကိုဟိုတက်တာလာအောင်ကျမတို့ကတက်နေတဲ့မြတ်ဘေးရနေပြီးတော့ဆရာဆရာမတွေ caregiver တွေမိဘတွေနေပြီးတော့ကူညီပေးရမယ်ဆိုတော့ဘလို့ကူညီရမလဲနီးလန်းလေးတော့ရှိပါတယ် လုံးဝရည်ဝင်တတ်နိုင်တာမျိုးတော့မဟုတ်နေဘောเนาะဆိုတော့ပရမအောင်ဆုံးအချက်အနေနဲ့ဖတ်လို့ပြရမှာဆိုတော့ခုနကကျမပြောရတဲ့မှာကလေးကတချို့စကားလုံးတွေဆိုရင်လုံးဝမသိတာမျိုးလို့ကျမပြောခဲ့ပါဒါကြောင့်မလို့ပရမအောင်ဆုံးတစ်ချက်အနေနဲ့ကကလေးကိုစကားလုံးလေးတွေအရင်ဆုံးသင်ပေးမယ်ဘောเนาะစကားလုံးလေးနဲ့ရင်းနှီးမှုရအောင်အရင်ဆုံးသင်ပေးထားမယ်နောက်ဒုတိယအချက်အနေနဲ့ကကြတော့ကလေးကသူ့ဘက်သူဖတ်မှာကြောက်နေတာမျိုးဖြစ်တဲ့အတွက်အရင်ဆုံးသူဘယ်လိုဖတ်ရမလဲဆိုတော့သိအောင်ကိုကအရင်ဆုံးရှေ့ရနေပြီးတော့ဖတ်ပြရတယ် တိုင်ပေးတယ်ဆိုရယ်ပုံစံမျိုးလုပ်မယ်ပေါ့နော်ကိုရင်ဖတ်ပြမယ်ကိုကနေပြီးတော့သူ့တချောင်းချင်းစီတိုင်ပေးပြီးတော့ကိုကဖတ်လိုက်သူကဖတ်လိုက်လုပ်မယ်နောက်ပြီးလို့ရှိရင်သူနဲ့ကိုနဲ့အတူ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 ဖတ်ကြည့်မယ်ပေါ့နော်စသဖြင့်လည်းသူတယောက်တည်းမလုပ်ပေးသေးဘူးကိုနဲ့သူနဲ့တွဲပြီးတော့ဖတ်ပြီးတော့သူ့ကိုအတူတူတွဲခေါ်လာမယ်နောက်အဲ့လိုမျိုးလုပ်ပေးမယ်သူဒီတနည်းအားဖြင့်အရေးကြီးဆုံးချက်ကစိတ်ရှိရမယ်အဲ့လိုလုပ်ပေးနေစဉ်အတွင်းမှာကလေးစိတ်အားငယ်သွားမယ်စကားမျိုးတွေ လုံးဝတပြောလိုက်လို့မရဘူးပေါ့နော်။အရာနှီးလိုက်တာမမြန်ဖက်ဆိုရအမလို့အမရစကားလုံးတွေသွားပြောလို့မရဘူးပေါ့နော်။ဒီအချက်ကတော့အရေးဆုံး point ဖြစ်တယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကအဲ့လိုမျိုးသင်ပေးမဲ့သူတွေလည်းခလေးစိတ်ဝင်စားရတဲ့အကြောင်းအရာကိုလည်းသိမယ်။ဒါမှကလေးကဒီအပေါ်မှာသူဖတ်ချင်သိဖြစ်မှာပေါ့နော်။ဆိုတော့ဒီကလေးရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့သူဒီအကြောင်းအရာကိုစိတ်ဝင်စားမှတာလေသူတော့ဖတ်ချင်သိဖြစ်မှာမဟုတ်လို့ရှင်ကလေးကလည်းဒါကိုကြိုးစားပန်းစားနဲ့ဖတ်ချင်သိဖြစ်မှာမဟုတ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကကလေးပါစိတ်ဝင်စားလဲဆိုတော့လည်းကျွန်တော်တို့သိဖို့လိုပါတယ်။ နောက်တစ်ခုကအဲဒီ RD ရှိနေကလေးဒီ public ရှိမှာဖတ်ပြဖို့ဆိုတာသူ့အတွက်လုံးဝ challenge ဖြစ်တယ်အဲ့ဒါကြောင့်မလို့သူကဒီ public ရှိမှာဖတ်ပြဖို့အတော့အဲကျောင်းကနေပြီးတော့ချိုးဖတ်ခိုင်းတာမျိုးရှိလိုက်ခဲ့တယ်ဆိုလို့ရှိရင်သူ့အိမ်မှာရှိရခဲ့ခဲ့ပေါ့သူ့မို့တွေ့ဆက်ဆက်မရဟာဆိုလို့ရှိရင်ကလေးကိုပေါ့နော်အဲသူ့နဲ့အိမ်မှာပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထပ်ခါတစ်ခါကြိုတင်ပြီးတော့အတူတူဖတ်ပြီးတော့ လေ့ကျင့်ပေးတာမျိုးကိုလုပ်ပေးထားမယ်ဆိုလို့ရှိရင်ကလေးအနေနဲ့ကျွန်မခုနကပြောခဲ့တဲ့ self confident ကျနေတဲ့ဟာမျိုးကတိုင်းတာတစ်ခုလောက်ထိပြန်လည်ပြီးတော့တက်လာနိုင်နေပေါ့နော်ဆိုတော့အဲ့တော့အချုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အခုလိုမျိုးပေါ့နော် RD ဖြစ်နေတဲ့ကလေးတွေဟာလုံးဝကြီးသမဖတ်နိုင်တော့တဲ့အခြေအနေမျိုးမဟုတ်ပါဘူးအဲသူတို့တွေဟိုတခြားသောကလေးတွေနဲ့ဒန်းတူစပြန်ဖတ်လာနိုင်အောင်ကျမတို့ ဒီမိဘတွေရောဆရာဆရာမတွေရောဒီကျွန်တော်ခုနပြောသူပိုကဲကဲပေါ်ဒီ guardians တွေကသူတို့တွေကိုဝိုင်းပြီးတော့ဘေးရနေပြီးတော့အကူအညီပေးဖို့လိုတယ် support ပေးဖို့လိုတယ်အဲ့လို support ပေးတဲ့နေရာမှာအရေးအကြီးဆုံးအချက်ကတော့ဘာလဲဆိုလို့ရှင်ဒီ RD ဆိုတဲ့ difficulty ကိုပေါ့နော်ဒီ learning difficulty ကိုကိုယ့်ရဲ့ခလေးတွေ overcome လုပ်နိုင်ချောင်းကို အမြဲတမ်း စိတ်ခွန်အားပေးရမယ်ကျွန်မခုနပြောလို့ပေါ့နော်ကလေးကိုစိတ်မရှိလက်မရှိမူရတယ်မပြဘဲနဲ့အဲဒါဒါကို overcome လုပ်နိုင်တယ်ဖြစ်ဖြစ်ဖက်ပုံမှန်ဖက်ရတယ်စောင့်မယ်ဆိုပြီးတော့ဟိုစိတ်ရှိလက်ရှိနဲ့ဖြစ်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 ခြင်းနဲ့ကလေးရဲ့ဒီခုန reading speech ကိုပေါ့နော်ဖြစ်ဖြစ်ခြင်းတက်လာတက်လာတက်လာအောင်စိတ်ရှိရှိလေးနဲ့ဆွဲခေါ်ဆွဲခေါ်ဆွဲခေါ်လာမယ်ဆိုလို့ရှိရင်ဒီကျွန်မတို့ရဲ့ ID ရှိနေတဲ့ကလေးတွေဟာဒီသူ့ရဲ့ difficulty ကိုပေါ့နော်ဒါ overcome လုပ်နိုင်မှာဖြစ်တယ်လို့ပြောရင်းနဲ့ကျမရဲ့ဒီနေ့ပြောကြားသွားရတဲ့ပေါ့နော်ဒီအ အာ line difficulty ပတ်ကွမ်းလေးကိုကျွန်မဒီမှာပဲအဆုံးသတ်ချက်မှာရရှင်ဆိုတော့နောက်ပတ်ဒီမှာလည်းကျွန်မရကြံရှိနေသေးတယ်ဒါ writing difficulty တို့ ADHD တို့စတဲ့အကြောင်းတွေကိုလည်းဆက်ပြီးပြောပြပေးဦးမှာဖြစ်တဲ့အတွက်ပြု application မှာဝင်ရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ကြပါရရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်